မများကဖုန်းတစ်လုံးကိုဘတ်ဂျက်အများကြီးလည်းမသုံးချင်ဘူးဈေးလည်းတက်တာရမယ်အသုံးလို့ကလည်းတင့်တော်ရမယ်ပေါ့နော်အဆင်ပြေရမယ်ပေါ့အဲ့လိုဆိုလို့ရှိရင်မြန်မာငွေ3သိန်းခွဲဆိုရဲအောက်မှာရွေးချယ်စရာပြောရင်မြန်မာစစမရှိတော့အကုန်လုံးကဈေးကြီးကုန်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ showcase လုပ်ပြပေးမယ် Poco C71 ဆိုရဲကောင်က3သိန်းခွဲမပြည့်တဲ့ဈေးနဲ့ရှေ့တုန်းကပြောခဲ့တဲ့ပြဿနာတွေကိုအဆင်ပြေအောင် ဖြေရှင်းပေးနိုင်မဲ့ဖုန်းတစ်လုံးလို့ င်ရကောင်းထင်ရနိုင်တယ်။ဟုတ်မဟုတ်ကိုတော့ဆက်ကြည့်ကြတာပေါ့။ Okay, CBS ဆက်နေကြသွားတယ်။ပထမဆုံးဒီကောင်ရဲ့ဒီဇိုင်းကိုကြည့်လိုက်လို့ရှိရင် Poco X7 Pro တို့အာ W4 တို့အဲ့လိုကောင်မျိုးတွေနဲ့တော်တော်လေးဆင်တူတယ်။သူက flat frame design နဲ့ camera band ပုံစံရောတူးတုံး color ပုံစံရောလုပ်ထားတဲ့ပုံစံကအစားတူးတယ်။ကျွန်တော်တို့ဒီနေ့ရထားတဲ့အကြောင်းက Desert Go ဆိုတဲ့အကြောင်း။သူကခဲရောင်နဲ့ရွှေရောင် ရောထားတဲ့အကြောင်းမျိုးအာကင်မရာရှိတဲ့ဘက်အချမ်းမှာတော့နည်းနည်းအကြောင်းဖြော့မယ်။ ဒီဘက်မှာကျတော့နည်းနည်းလေးအယောင်ပုံညင့်သွားတယ်အခုပြထားသလိုမျိုး texture လေးတွေနဲ့သူတို့ပုံဖော်ထားတယ်ပြီးတော့ကျွန်တော်အခုပြထားတဲ့ cool blue အပြာရောင်လေးနဲ့ power black ဆိုတဲ့အမဲရောင်လည်းအယောင်ရွေးလို့ရမယ်အထူးအနေနဲ့က8.2 mm ဆိုတော့နည်းနည်းလေးထူတဲ့ဘက်ကိုတော့ရောက်တယ်ပေါ့နော်ဖုန်းကနည်းနည်းတော့အာကြီးတဲ့အခါကျတော့ one hand နေပါတယ်တော့သုံးလို့တိတ်မကောင်းဘူး power button နေ volume up down button နေအိတ်ကောင်တွေကအပေါ်နည်းနည်းရောက်တယ်နှိမ့်ရတာနည်းနည်းလေးမာတယ် လက်သေးတဲ့သူအတွက်ကဒီဖုန်းကလက်တစ်ဖက်ထင်းနဲ့ဘလူနီးနဲ့မှသုံးလို့အဆင်ပြေမဲ့ဖုန်းမျိုးတော့မဟုတ်ဘူးနည်းနည်းကိတ်တယ်ပေါ့နော်ဖုန်းကဘာကျဖုန်း feature တွေလို့ပြောရမလို့ဖြစ်နေတဲ့3.5 mm နဲ့ရပ်ပေါက်ပါတာရောတော့เนาะပြီးတော့ဒီ SIM card နှစ်ကပ်ရော SD card ရောတခါတည်းတပြိုင်တည်းတွဲသုံးလို့ရတဲ့ feature လေးတွေအဲ့ဒါလေးတွေပါမယ်ထူးဆန်းတာတစ်ခုကဒီကောင် speaker ပေါက်ကအောက်မှာမဟုတ်ဘူးအပေါ်မှာထားထားတယ်အဲ့လေးတော့ဒမျိုးပဲဆိုကျွန်တော်တို့အရှိတ်ဘက်ကိုလှည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင် water drop notch နဲ့6.88 inches ရှိတဲ့ screen size ခက်ကြီးကြီးသုံးထားတယ်။ဒါပေမဲ့ resolution ကကြတော့ 720p IPS LCD ပဲသုံးထားတယ်။ဒီဈေးနှုန်းရမှာတော့ 720p LCD ဆိုတာပုံမှန်ပါပဲပေါ့နော်။ screen size ကြီးတဲ့အခါကျတော့လူကြီးတွေသုံးမယ်ပါ냐ဆိုလို့ရှိရင်လေအစင်ပြေတယ်မျက်လုံးအရင်အားဆိုင်ပြီးကြည့်စရာမလိုတော့ဘူးဘာညာပေါ့အဲ YouTube ဗီဒီယိုတွေကြည့်မယ်ဆိုလို့ရှိရင်ငါကြတော့ resolution ကတည့်ရတိုင်းပဲ 720p ဆိုတော့အားရစရာတော့ရှိနေမှာမဟုတ်ဘူး 720p ဖြစ်တာကြောင့်ရော screen size ကြီးတာကြောင့်ရောနှစ်ခုပေါင်းလိုက်တဲ့အခါမှာ KPI ကတော်လေးနည်းသွားတယ်ပြီးတော့ YouTube video တွေကို 720p အထိပဲအမြင့်ဆုံးထားပြီးတော့ကြည့်လို့ရသွားတယ်ပုံမှန် social media သုံးတာလောက်ဘာညာလောက်ကတော့မဆိုးပါဘူးပေါ့သူ့ဇီလီနဲ့သူကတော့မဆိုးပါဘူး color လေးတွေလည်းမဆိုးဘူးဆူဆူတောက်လေးတွေရှိတယ် brightness ကလည်းဒီကော600 nits အထိရတယ်ဆိုတော့ကောင်းတဲ့အထိမှပါတယ်သူဇီလီနဲ့ဆိုရင်ဆိုအပေါ်မှာပါတဲ့သူ speaker လေးရောဘယ်လိုနေမလဲကိုကျွန်တော်တို့ချက်ကြည့်ကြည့်လိုက်တယ်ကျွန်တော်တို့စမ်းသားထောင်ကြည့်ရတဲ့လောက်ကတော့ဒီဈေးထဲမှာတွေးရတတ်တဲ့ဖုန်းတွေရဲ့ speaker တွေအတိုင်းပဲဘာမှတိတ်ထူးထူးကြီးကြတော့မရှိလောက်အခုဒီမှာ စံပြပေးထားမယ် performance ကဘလို့ရှိလဲဆိုတော့သူ့မှာတုံးထားတဲ့ Unisoc ရဲ့ T7250 ဆိုတဲ့ကောင်ကိုကျွန်တော်တို့စမ်းသုံးကြည့်ထားတယ်ပေါ့နော်တကယ်တမ်းကတော့ T615 ပဲအဲ့ကောင်က refresh လုပ်ထားတာ benchmark လေးတွေတိုင်းပြထားတယ် N22 benchmark မှာဟောသလောက်ရတယ်ပေါ့နော် ဒီဈေးတန်းကဖုန်းတွေကတိုင်းလို့မရတဲ့အာ 3D Mark Extreme Stress Test တိုင်းကြည့်ရလေတိုင်းလို့တော့ရသားပဲ Best Loop Score မှာ158မှတ်နဲ့ Lowest Loop Score မှာ154မှတ်ရတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီဈေးမှာတော့ performance ကောင်းတယ်လို့ပြောလို့ရသားပဲပေါ့နော်ဟိုတလောကကျွန်တော်တို့စမ်းကြည့်ထားတဲ့ဒီကောင်းထက်ဈေးအများကြီးပိုကြီးတဲ့ဖုန်းမှာတုံးထားတဲ့ Snapdragon 6S 4G Gen 1ဒါမှမဟုတ် Snapdragon 662အဲ့ကောင်ထက်တော့မှဒီကောင်ရဲ့ performance ကပိုကောင်းနေသေးတယ် ကျွန်တော်လိုက်ကြည့်ရသလောက်ကဒီဈေးရန်ဝင်းကျင်က official ဝင်တဲ့ budget phone တွေထဲမှာဒီကောင်က performance အကောင်းဆုံးပဲဆိုတော့ poco ရဲ့ထုံးစံတိုင်းပဲပေါ့နော် price to performance လေးကိုသူက deep price segment အထိမှာသူတို့ကောင်းအောင်လုပ်ပေးထားနိုင်တယ် game လေးတွေလည်းကျွန်တော် sensor ပြထားတယ် mobile legends ကို graphics high နဲ့ frame rate ကို high နဲ့ဆော့လို့ရတယ်ဆော့ကြည့်ရတာလေတော့မဆိုးပါဘူးအဆင်ပြေပါတယ်အဲ15မိနစ်လောက်ဆော့ကြည့်တဲ့အခါမှာဘက်ထရီက4%လောက်ပဲကုန်တယ်ပြီးတော့ PUBG ကို graphics HD နဲ့ frame rate ကို high ရတယ် ဲ့ဒီစတေ9ဆော့ကြည့်တာမှာလက်တာထစ်တာဘာညာမရှိဘူးအရန်ပူလာတာဘာညာမျိုးလဲမရှိဘူးဘက်ထရီကတော့မိနစ်30တပွဲဆော့တာမှာ7%ကုန်တယ်သူ့ရဲ့ Unisoc T7250 က low performance SoC ဆိုတော့တော်တော်လေးကို power efficient ဖြစ်တယ်ပြီးတော့သုံးထားတဲ့ဘက်ထရီက9200 mAh အာပုံမှန်ပဲပေါ့နော်အာဒီဈေးဝန်းကျင်နဲ့ silicon carbon battery တို့ဘာလို့တော့တိတ်မျောလင်းလို့ပဲရမှာလဲ battery life ကတော့မဆိုးပါဘူးကောင်းတယ်ပေါ့နော်တိတ်အားမရတာက အပြင်သိမ်းမယ်ဆိုလို့ရှိရင်ကျတော့ charging က15 watt ပဲပါတယ်အာ25 watt လောက်ရမယ်ဆိုရင်တော်တော်လေးကောင်းပါပဲဗောနော်18 watt လောက်ဆိုရင်လည်းတော့မစိုးပါဘူးအာ15 watt နဲ့ဆိုလို့ရှိရင်ကျတော့သူက0 to 100အပြည့်ပြန်သွင်းတာမှာ2နာရီခွဲလောက်ကြာတယ်နည်းနည်းလေးများတဲ့အထက်မှာပါတာဗောနော်ကင်မရာအနေနဲ့မှာသူ့မှာ32 megapixel ကင်မရာတုံးထားတယ်ဒီဈေးဝင်ကျင်တယ်မှာက30 megapixel 12 megapixel အဲ့လောက်ပဲတုံးကြတာများတယ်ဒီကောင်နည်းနည်းရှင်လိုက်မယ်ဆိုလို့ရှိရင်တော့နည်းနည်းပိုကောင်းတာဗောနော်နေခင်းမဲ့ရိုက်မယ်ဆိုလို့ရှိရင် မဆိုးပါဘူးအခုပြထားသလိုမျိုးပုံလေးတွေရမယ်အတူရဲ့ကင်မရာအကြောင်းက natural ဖြစ်တဲ့ဘက်ကိုပို့သွားတယ်အဲဆယ်ဖီမှာကျတော့8 megapixel သုံးလာတယ်ဆယ်ဖီလက်ထုံကြီးလကောင်းမယ် natural ဖြစ်တဲ့ဘက်ကိုပို့ရောက်တယ်ပေါ့နော်ဒီဈေးဝင်ချင်မှာဒီလို look မျိုးလေးကပို့ပြီးတော့ကိုက်ညီရလို့ထင်တယ်အရန် over processing လုပ်လိုက်လို့ရှိရင်

်သူက hyper os နဲ့လာတာမဟုတ်ဘူးသူက stock android ပုံစံမျိုး android go edition လိုမျိုးလေးနဲ့လာတာဒီကောင်ကမှသူကနည်းနည်း Xiaomi app လေးတွေနည်းနည်းပပထက်ထည့်ပေးထားတာလေးပဲရှိတာပေါ့နော်တော်တော်လေးတော့မိုက်တယ် clean ဖြစ်သွားတာပေါ့နော်တုံးရတာပါညာ smooth ဖြစ်သွားတယ်ဘာ feature ညာ feature ဘာမှမပါဘူးအာပြောလို့ပြောတာမဟုတ်ဘူးကျွန်တော်တို့က budget phone တွေမှာဒီလိုမျိုး pop pop ပါပါ no bs ပေါ့အဲအဲ့လိုမျိုး သုံးမိထရလေးကိုပို့သဘောကျသုံးလို့ထစ်ပြဲနေတာကိုပောက်ကရရေလျှောက်ထည့်ထားတာကတော့အများကြီးပိုအဆင်ပြေတယ်ကိုလို့ပေါ့နော်ကျွန်တော်တို့စမ်းသုံးကြည့်နေတဲ့အချိန်ဒီမှာ notification နောက်ကျတာဘာညာမျိုးမရှိဘူးနော် China room နေမှာတက်တက်တက်စိတ်တော့ကဖြစ်စရာမျိုးတွေလည်းမရှိတော့ဘူးအဲသူရဲ့ power button မှာ pair fingerprint လေးရလဲမြန်တယ်အာ physical fingerprint ဆိုတော့ပေါ့နော်ဆိုတော့အကြမ်းမြင့်နေတဲ့ကျွန်တော်ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ဖြင့်ကျွန်တော်ရထားတဲ့ကောင်လေးက RAM 3GB နဲ့ storage 64GB နဲ့ကောင်ကို2,900နဲ့900ပဲရှိမယ် RAM 4GB နဲ့ Storage 128GB ကကြတော့3300နဲ့9000ရှိမယ်ဆိုတော့ဈေးကတော်တော်လေးတက်တာတဲ့ထဲမှာပါတယ်ဆက်ဒီကောင်ကလူကြီးတွေပဲသုံးမလားဒါမှမဟုတ်ကလေးတွေဒါမှမဟုတ် Mobile Legends လောက်လေးနည်းနည်းပပလောက်လေးပဲဆော့မယ်ဈေးတက်တက်တတာနဲ့ official phone တွေကလည်းလိုချင်တယ် global တွေကလိုချင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးကရွေးချယ်လို့အဆင်ပြေဆုံးပဲဒီဈေးဝင်ချင်မှာပေါ့နော်ဆိုတော့ခင်ဗျားတို့ရအောင်ဒီကောင်ကိုဘယ်လိုမြင်လဲအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှိနှိုင်းတော်လို့ရပါတယ် okay နောက်နေ့မှတွေ့တာပါ